โอเคဒါဆိုရင်တော့ဒီပိုင်းမှာ lesson 10ကိုရလာပြီเนาะ lesson 10ကိုရလာပြီဆိုတော့ကျွန်တော်တို့ share လုပ်ခဲ့တဲ့အရာတွေအကုန်လုံးပြီးပြည့်စုံပြီဆိုတော့ဒီပိုင်းမှာ runner လေး sorry ကျွန်တော် animation လေးစမ်းပြီးလုပ်ကြည့်မှာပေါ့เนาะโอเคအဲ့တော့ကျွန်တော် animation ကိုသွားလိုက်မယ်โอเค animation ကိုသွားမယ်ဆိုရင်သူကဒီမှာသူ auto အပိုင်းအပိုင်းလေးဟာ၃ပိုင်းသူ word space လေး၃ခုခွဲပေးထားရပေါ့เนาะအဲ့မှာဆိုရင်ဒါဆိုရင်ဒါ 3D viewpoint โอเคဒီမှာလည်းဒါလည်း 3D viewpoint ပေါ့နော်ဒါပေမဲ့ဒီမှာကတော့ dot shape ပေါ့နော်โอเคဒီမှာ animation လုပ်မဲ့ကျွန်တော်တို့ wasp ပုံစံပေါ့နော်โอเคအဲ့တော့ဒါကကျွန်တော်တို့မြင်ရမဲ့ဒါကျွန်တော်တို့ output ဗန်ထားရင်ထုတ်တဲ့အချိန်မြင်ရမဲ့ပုံစံလေးပေါ့နော်ဒီတိုင်းလေးโอเคအဲ့တော့အဲ့ဒါကိုနော်ဒီမှာအောက်က background လေးကိုကျွန်တော်နည်းနည်းလေးအကြောင်းလေးနည်းနည်းပြောင်းလိုက်ပါပေါ့နော် โอเคเออทีเออโอชอนเนลีปုံสันนี้เนเชิญละมั้ยจิกกองอ่ะเนาะอ๋อซอรี่จังดิมาဒီမှာဒါအော်တိုဒါလောက်ထားတာဆိုတော့ခေအလေးပြန်ဖြုတ်လိုက်မယ်ဒီတော့စကီးနဲ့ဒါလေးကြီးလိုက်မယ်ကြီးပြီးတော့အမ် ဒီမှာ edit မှုပြောင်းမယ်ပြောင်းပြီးเนาะဒီမှာဒီ a selection ပေါ့เนาะ u ပြီးကျွန်တော် e နဲ့ဒီအပေါ် oh sorry ဒါ normal ဝင်တာပေါ့เนาะ okay ကျွန်တော်ပြန်လုပ်ပြန်မယ်ပြီးတော့ဒီဟာ global ပြန်ယူလိုက်ပြီးရင်ဒီကောင်ကို selection ပြီး e set ပေါ့เนาะ okay အပေါ်ဆွတ်တင်လိုက် တင်ပြီးတော့ပြင်ဒီကောင်ကိုပြင်ပြီးတော့ selecting ပေးလိုက်မယ်ပြီးရင် keyboard ကနေ control b ပေါ့နော် control b အဲဒီမှာဆွဲလိုက်မယ်ဆိုရင်ဒီလိုရပါပြီပေါ့နော်ပြီးတော့မှကျွန်တော် keyboard ကနေအပေါင်းပေါ့နော် plus ကိုနှိပ်လိုက် okay ဒီမျိုးလေးပေါ့နော် okay ရပြီဒါပြီးဆိုရင်အဲ့ဒါကိုအဲဒီမှာ line တွေပေါ်လာပေါ့နော်အဲ့ဒါကို right click ထောက်ပြီးတော့ sorry right click ထောက်ပြီးတော့ shape smooth လောက်လိုက်ပေါ့နော် ခဲ့ရပြီအဲ့တော့နော်အဲ့ဒါကိုကင်မရာအနေဒီမှာဒီမှာပေါ့နော်ကျွန်တော်ဒီမြင်ရမဲ့ပုံစံဒီလိုပေါ့နော်အဲ့တော့အဲ့ဒါကိုအဲဒီလိုလေးပေါ့နော်ဟုတ်လားโอเค ကဲဒီတိုင်းပါနော်။အင်းဒါဆိုရင်ကျွန်တော်တို့တကယ် output ထုတ်တဲ့အချိန်မှာမြင်ရမဲ့ပုံစံဒီတိုင်းလေးပေါ့နော်။ခေရပြီအဲဆိုရင်ဒါက animation စပြီးလုပ်မယ်။လုပ်မယ်ဆိုတော့ဒီကောင်လေးကို Okay အဲ့တော့ဒီဟာကိုလုပ်မဲ့ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီတစ်ခုချင်းစီပေါ့နော်။အဲကျွန်တော်အခုလုပ်ချင်တာကဒီကောင်လေးကိုဒီလိုမျိုးလေးပေါ့နော်။ဒီဘက်ကိုလှိမ့်လိုက်ဒီဘက်ကိုလှည့်လိုက်ပေါ့နော်။ အဲအဲ့လိုမျိုးလှုပ်တဲ့အချိန်အပေါ်ကကောင်းနေရဟိုဘက်ချော်လိုက်ဒီဘက်ချော်လိုက်အဲအဲ့လိုမျိုး animation လေးပေါ့နော်အဲ့လိုမျိုးလှုပ်ချင်တာဆိုတော့ကျွန်တော်တခုချင်းစီဒီမျိုးလိုက်ပြီးတော့လှုပ်ရမှာပေါ့နော်အဲတော့အဲ့ဒါကိုကျွန်တော်တခုတည်းကနေ control လှုပ်ချင်တာဆိုတော့ဒါတရားကိုတီးတန့်တခုနဲ့ချိန်မှာပေါ့နော်အဲဒါကတော့ဒီမှာတော့ဒါကျွန်တော်အခြေခံနေနဲ့ပေါ့နော်ဒီလိုလေးလှုပ်ပြပြီးမြတ်နောက်အဲ့လိုမျိုး animation နဲ့ပတ်သက်ပြီးတော့ လေ့လာခြင်းလဲဆိုရင်ကျွန်တော်အခြားသော video တွေမှာရှိတယ်ပေါ့နော်နောက်ပိုင်းမှာအဲ့လို animation လုပ်ဖို့လို့အများတန်းပါတယ်ပေါ့နော်ကျွန်တော်အ video တွေမှာသွားပြန်ကြည့်လို့လည်းရတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ကာစာကိုဒီနားမှာပဲပေါ့နော်သူသူရဲ့ဒီဒီမှာပဲထားလိုက်မယ်ပြီးရင်ကျွန်တော် keyboard ကနေရှစ်ပြီပေါ့နော်ရှစ်ပြီးရင် md ပေါ့နော် md ထဲမှာကျွန်တော်ဒီမှာ speaker လေးယူလိုက် okay speaker လေးယူလိုက် speaker ယူလိုက်တဲ့အချိန်ကျ ူရဲ့ကျွန်တော်ခုနချထားတဲ့ကာစာ point ကာစာ point ကဒီကောင်ရဲ့ဘိုးစင်တာပေါ့နော်အဲ့ဒီမှာပဲယူလိုက်တာဆိုတော့အဲ့ဒီဘိုးစင်တာကိုပြုတ်ပြီးတော့သူကအဲ့ဒီဘိုးနေရာကိုတရားရောက်လာပါတော့နော်ဒီခနာစပီယာလေးရဲ့โอเคအဲ့ဆိုရင်ဒီကောင်ရဲ့နော်ခုနကဒီကောင်ရဲ့ပေါ့နော်အနှစ်ခုနဲ့ကျွန်တော်ဒီဟာနဲ့ပေါ့နော်ကျွန်တော်ဒီဒီ selection မှတ်တဲ့အချိန်ကျရင်ရှစ်ပြီပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်ဒီလုံးမဲ့ ကောင်နှစ်ခုပေါ့နော်ဒီကောင်ရင်ဒီကောင်လေးကိုရှင်းပြပြီးအရင် select မှတ်လိုက်ပြီးတော့မှနောက်ဆုံးညမှာသူနဲ့ပေါ့နော်သူနဲ့ကျွန်တော်တို့က transform rotate လောက်မှာဆိုတော့သူနဲ့ကိုဒါရှင်းပြပြီးတော့ selection ပေးလိုက်ပေါ့နော်ပြီးတော့မှကျွန်တော် keyboard ကနေ control p ပေါ့နော်အဲကျွန်တော်တို့ map user ကြီးဆိုရင်တော့ဒါ command p ပေါ့နော်နှိပ်လိုက်ပြီးအဲဒီမှာ object key transform ပေါ့နော် okay အဲလောက်လိုက်မှာဆိုရင် ကျွန်တော်တို့ဒီကနေဒီတစ်ခုချင်းစီလုံးဆရာမလို့တော့ဘောနော်မလို့ပဲနဲ့အဲဒီကနေဒါလှုပ်လိုက်မဆိုရင်အဲတော့မှဒီမျိုးရသွားပြီဘောနော်အဲဒီမျိုးရသွားပြီကျွန်တော်ဒီမျိုးလှုပ်တဲ့အဲဒီမှာ rotate လုပ်တဲ့အချိန်ကြရလဲသူကကျွန်တော်တို့ခုနကတော့ကဒီဟာကိုဒီဟာကိုကျွန်တော်တို့ဒီကောင်လေးရဲ့ဘဟုစင်တာပွိုင်တာဒီမှာကစားဘောနော်သူရဲ့ original point ရှိတဲ့နေရာကနေကျွန်တော်ဒီဟာကိုချိန်လိုက်တဲ့အတွက် ကျွန်တော်ဒီဟာကို control လုပ်တဲ့ချိန်ညာလဲအဲ့ဒီနေရာကို pose center ယူပြီးတော့ဒီမှာတို့ rotate လုပ်တာပေါ့နော် okay အဲဒါမှာဒီမျိုးလေးပေါ့နော် okay အဲ့ဆိုရင်ရပြီဆိုတော့အဲ့ဒါအောင်ဆပြီးတော့ animation လုပ်အဲ့တော့ဒီအောက်မှာအဲဒါ scope view ပေါ့နော် scope view နဲ့တူလို့ချုံလို့ချက်လို့ရတယ်ပေါ့နော်ပြီးရင် scope view ဖြီးပြီးတော့ဒီဆွဲလို့ရမယ်ဒီမှာချုံလို့ချက်လို့ရမယ်ပေါ့နော် scope view လှိမ့်ပြီးတော့ချုံလို့ချက်လို့ရမယ်ဖြီးပြီးတော့ဟိုဘက်ဒီဘက်ဆွဲလို့ကြည့်လို့ရ Okay အဲ့တော့အဲ့တော့ကျွန်တော်ဒီမှာစာအဲစာမှတ်ပေါ့နော်စာမှတ် star ကသူက1အနေယူထားပေါ့နော်ကျွန်တော်ဒီမှာ0ရတယ်ယူလိုက်မယ်โอเค0ယူပြီးတော့သူ0ကစထားလိုက်โอเคအဲ့တော့ပြီးရင် animation စလုပ်မှာဆိုတော့ကျွန်တော်တို့ point တစ်ခုတတ်မှတ်မယ်ပေါ့နော်ကျွန်တော်တို့ဒီ dot sheet လေးတတ်မှတ်လိုက်မယ်ပေါ့နော်အဲ့တော့ keyboard ကလည်းအိုင်ပေါ့နော်โอเคအဲ့ဒါကျွန်တော်ဒီဒီနားမှာဒီကျွန်တော်တို့ရဲ့ဒီ ဟို error လေးပေါ့နော်ကျွန်တော်ဒီ error လေးကို pointer လေးကိုဒီနောက်မှာထားပြီးတော့ keyboard ကနေအဲ iron သွားနှိပ်ထားတယ်ဒီမှာဆို all channel ဆိုပြီးဒီလိုကြီးလာပြရမှာပေါ့အဲ့တော့ဒီကောင်ကိုနှိပ်နှိပ်ပြီးတော့ mouse ကိုဒီမှာပဲထားပါပေါ့နော်ပြီးရင် keyboard ကနေ iron နှိပ်လိုက်မှာဆိုရင်ဒီမှာဝင်သွားပြီပေါ့နော် okay အဲ့တော့ဒီမှာ sum mark ကိုမှတ်လိုက်ပြီးပြီးရင်ကျွန်တော်တို့အဲ frame ဘယ်ကနေပဲထိလဲဆို30ပေါ့နော်30လောက်ထားလိုက် ထားပြီးတော့ကျွန်တော်ဒီကို rotate လေးလုပ်လိုက်မယ် ဒီလိုလေးပေါ့နော်အဲဒီအောင်မရောက်တရောက်လေးဒါလိုလေးထားလိုက်ထားပြီးတော့အိုင်ပြန်နှိပ်လိုက်โอเคအဲဆိုရင်ပြန်ပြီးတော့နောက်ကိုပြန်သွားပြီးလှုပ်ကြည့်လိုက်မယ်အဲဒီမှာဒါဆိုရင်ဒီလိုလေးပေါ့နော်โอเคဒီလိုလေးရသွားပြီโอเคအဲ့တော့ကျွန်တော်ကဒါကိုလှုပ်ထားတဲ့ဟာပေါ့နော်ကိုဒီလိုလှုပ်လှုပ်ပြီးတော့ပြီးရင်ကိုဒီကနေသွားပြီးတော့ဆောင်းဆောင်းပြီးတော့ကီးဘုတ်ကနေအိုင်ကိုတစ်ခါနှိပ်ပေါ့နော်အဲ့လိုမလုပ်ရှင်ဘူး ဆိုလဲရတယ်ဗောနော်ကျွန်တရားနေဒါ delete ပြန်လောက်လဲလောက်ပြီးတော့โอเคဒီမှာဒီအောက်က auto ကြီးရင်ဗောနော်အဲအထက်ဟာကိုကျွန်တော် clip ပြထားလိုက်နီနီလေးဝင်သွားပြီဆိုရဗောနော်ပြီးရင်ကျွန်တော်ဒီကနေ rotate ကိုဆောင်းလိုက်ဆောင်းလိုက်မယ်ဆိုရင်โอเคဒီမှာ auto ဝင်သွားပြီဗောနော်အဲကျွန်တော်တို့အိုင်းနှိပ်ရတာမလုပ်တော့ဘူးဗောနော်โอเคအဲဆိုရင်โอเคอย่าอีเปลี่ยน နော်ဒီ60ပေါ့နော်60လောက်မှာဒီကောင်ကို copy ဆွဲလိုက်မယ် control c ပြီး control v ပေါ့နော်โอเคဆွဲပြအဲအဲ့ဆိုရင်ကျွန်တော်ဒီမှာဒီ key frame ကိုအောက်မှာ60ပြန်ထားလိုက်သူကငကိုကကိုနက250ပေါ့နော်ကိုက60ပြန်ထားလိုက်ထားပြီးတော့ကျွန်တော်ဒီကနေ speed bar ကိုနှိပ်လိုက်โอเค speed bar နှိပ်လိုက်โอเคဒီမှာသူက သွားနေပြီနော်အော်တိုအန်သွားနေစိုက်စိုက်ကယ်ဝင်သွားပြီနော်โอเค อืมဒါဆိုရင်တော့အာဒါရပါပြီနော်အဲโอเคအဲ့ဒါကိုမှကျွန်တော်တို့ကထပ်ပြီးတော့အာမြန်ကျင်လားဒါမှမဟုတ်နှေးကျင်လားဒီလိုတွေထပ်ပြီးတော့ကျွန်တော်တို့ချိန်လို့ရတယ်ပေါ့နော်အဲတော့ဒီမှာရှိတယ်ကျွန်တော်ဒီမှာဘေးလေးမှာပေါ့နော်ကျွန်တော်ဒါတော့ရှိမှာယူထားပါပေါ့နော်အဲတော့ဒီကနေဝင်ဝင်ပြီးတော့ကျွန်တော်ဒီမှာ graph editor ပေါ့နော် graph editor ရှိတယ်โอเคအဲ့ဒါဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒါ shift ဖြည့်ပြီးတော့ဒါဟို scroll wheel ပေါ့နော် scroll wheel ဖြည့် shift ဖြည့်ပြီးတော့โอเค shift မဖြည့်လည်းရတယ်โอเคဒီမှာ scroll wheel ဖြည့်ပြီးတော့ဒီမှာ shift ယူလို့ရတယ်ပေါ့နော်โอเคအဲ့တော့ဒီမှာပြင် scroll wheel လှည့်ပြီးတော့ကြည့်လို့လည်းရပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့လုပ်ထားတဲ့ဟာပေါ့နော်ဒီမှာ blur ပေါ်နေပြီโอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီ page ကနေ down arrow လေးကိုနှိပ်ကြည့်လိုက်โอเคဒီမှာ အဲဒီမှာတော့ location တွေပြနေပြီ။ h location, y location, z location ပြီးရင်အဲဒီမှာ rotation ruler rotation ပေါ့နော်ပြီးရင် scale အဲလိုကြီးလာပြတယ်။ခုကကျွန်တော်တို့ကဘာလုပ်ထားလဲဆိုတော့ rotation လုပ်ထားတာပေါ့နော်။ rotation ကိုမှာဘာ rotation လဲဆိုရင် y rotation ပေါ့နော်ဒီမှာစိမ့်စိမ့်လေးပေါ့နော်။အဲ့ဒီ y y rotation လုပ်ထားတဲ့အတွက်ကျွန်တော်တို့ဒီမှာ y rotation ကိုနှိပ်လိုက်တာညမှာလာပေါ့နေပေါ့နော်။အဲ okay ဒါဆိုရင်အခြား h rotation ကိုနှိပ်ကြည့်လိုက်မှဆိုရင်မပေါ်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လုံမှမထတာဘူး။အဲဆိုတော့ဒီမှာတစ်ဖြောင်းနဲ့ဖြစ်နေပါတော့ဒီဒီမှာ။အဲတော့ဝါမနော်။ Okay ။အဲ့ဒါကိုကျွန်တော်ဒီမှာဆန်းပြီးတော့လောက်ပြမှာပေါ့နော်။အဲတော့ဒီဟာကိုဒီရှေ့လေးကိုဆွဲလိုက်မှဆွဲကြည့်လိုက်မှာ။ Okay အဲဆိုရင်အမ်ဒါဆိုရင်အမ်ဒီလိုလေးပေါ့နော်။ဟွန်း။မြန်သွားပြီးနှိပ်ပါ။အမ်အဒီလိုလေးပေါ့နော်။ ရင် okay ပြီးရင်ဒီဟာလေးကိုလည်း okay ဒီလိုလောက်လာဆိုရင်နေမယ်ပြီးရင် okay မြန်သွားမယ်အဲဒါဆိုရင်တော့တော်လေးမိုက်သွားပြီနော်โอเคအဲ့ဆိုရင်ပြန်လုပ်ကြည့်လိုက် ဟမ်ဒါဆိုရင်တော့ရပါပြီနော်ပြီးရင်အဲ့ဒါကိုကျွန်တော်တို့ထောက်ထောက်ပြီးတော့ shift ပြီးတော့ select မှတ်လိုက်မယ်မှတ်ပြီးရင်ကျွန်တော်ဒီ key mock ကနေ regular ထောက်လိုက်မယ်ထောက်ပြီးရင်ကျွန်တော်ဒီမှာရှိတဲ့အဲဒီမှာပုံစံလေးပေါ့နော်ကျွန်တော်တို့ခုနကဆိုရင်ကျွန်တော်တို့လောက်ထားတဲ့ပုံစံလေးရှိရဲဒီမှာဒီလိုဟာလေးပေါ့နော် okay ပြီးရင်နောက်ဒီမှာ interpretation move ပေါ့နော်အဲ့ဒီမှာလည်းထပ်ပြီးတော့လုပ်လို့ရတယ်ကျွန်တော်အခုလုပ်ထားတာဒါဖက်စီယာပေါ့နော်အဲ့ဒါကို liner အနေနဲ့လုပ်လို့ရတဲ့အခြားသောအရာတွေ okay အဲ့တော့ ကျွန်တော်ဒီမှာ constant ကိုနှိပ်ရေတော့အစမ်းပေါ့နော် constant ကိုကျွန်တော်နှိပ်ကြည့်လိုက်အဲဆိုရင်ဒီမှာဒီပုံစံဖြစ်သွားပြီပေါ့နော်ကျွန်တော်ခုနချိန်ခဲ့တဲ့ပုံစံမဟုတ်ဘူးအဲ့တော့ဒါအာ play ကြည့်လိုက်အဲဒီလိုကြီးဖြစ်သွားပြီပေါ့နော် okay control set ပြန်ထားလိုက် okay အဲ့တော့ command ကိုဒီကချိန်လို့ရရတယ်အဲ့လိုမျိုး right click ထောက်ပြီးတော့ကျွန်တော်တို့ပဲနေဒီမှာသွားပြီးတော့လုပ်လို့လည်းရတယ်ပေါ့နော် okay ဒါဆိုရင်တော့ liner ပေါ့နော် liner ဆိုရင်တော့အဲဒီလိုပေါ့

အဲဒေါ့ရှိပြန်သွားမယ်ဆိုရင်ကျွန်တော်ဒီမှာကျွန်တော်ခုနလုတ်ခဲ့တဲ့ဒေါ့ရှိပုံစံလေးကပြောင်းသွားပြီနော်ကျွန်တော်ဒါလေးကိုကျွန်တော်ခုနကတော့ကိုယ်ကြိုက်တဲ့ပုံစံလေးလုတ်လိုက်တော့သူရဲ့ဒေါ့ရှိပုံစံအဝိုင်းလေးမဟုတ်တော့ဘဲနဲ့ဒီမှာပုံစံလေးကစပြောင်းသွားပြီနော် Okay အဲ့လိုဆိုရင်ကျွန်တော်က Okay ဒါကတော့စောင်းတာတော့ဟုတ်သွားပြီနော်ဟိုဘက်ဒီဘက်ဒါစောင်းသွားဟုတ်ဒါမဲ့အပေါ်ကအတုံးလေးတီးကိုထပ်ပြီးတော့ဟိုဘက်ကြာလိုက်ဒီဘက်ကြာလိုက်ပုံစံလေးပေါ့နော်ထပ်ပြီးလုတ် Okay အဲ့တော့ အဲဒီမှာပဲထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်ရွေးလိုက်မယ်ပေါ့နော်โอเคရွေးပြီးတော့အဲပြီးရင်မူပေါ့နော်ရွေးလိုက်မယ်โอเคပြီးရင်အဲသူ့ကိုကျွန်တော်အိုင်ပေါ့နော်ဒီဘက်ကအိုင်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်30ပေါ့နော်30ခုနနေထားအော်ဒီလောက်ကယူလိုက်မှာပေါ့နော်အဲဒီလောက်က ဒီလောက်ကြာတော့မှโอเคခဏဒီကောင်းကို file လောက် file လောက်ကထားလိုက် file လောက်ကယူလိုက်မှာပေါ့နော်โอเคအမ်ဒီ file လောက်ကြာတော့မှနည်းနည်းလေးစောင့်တော့မှာပေါ့နော်โอเคပြီးရင်အဲ့ဒါနေကျွန်တော်ဘယ်ထိယူမလဲဆိုတော့အမ်25ပေါ့နော်โอเคโอเคแล้วเปลี่ยนรูปดิละอ่า โอเคအဲဒါဆိုရင်ဒါချော့ကြပါပြီဗောနော်โอเคဒါဆိုရင်ချော့ကြပါပြီโอเคဒါမှန်သွားပြီဗောနော်โอเคအဲဒါဆိုရင်တော့ဒါတော်တော်လေးဆင်ပြေသွားပြီဗောနော်โอเคအဲဆိုရင်ဒါတော့မှန်သွားပြီပြီးတော့မှကျွန်တော်တို့ဘယ်လောက်ကလဲဆိုတော့โอเค45 45လောက်ကပြန်ပြီးတော့ ဟိုဘက်ပြန်ဆောင်းပါတော့နော်အဲ့တော့ control c control v ပေါ့နော်โอเคဒီအောက်ပဲ control c control v ယူလိုက်โอเคအဲ့တော့ဒီဟာဒီတိုင်းပဲပြီးတော့မှကျွန်တော်တို့ဒီဘက်ကိုပြန်ပြဆောင်းမယ်အဲ့တော့ဒါကို control c control v and အဲ့ဟိုဘက်ပြန်ယူလိုက် ကေဒါဆိုရင်တော့ရပြီရပြီဆိုတော့ဒါပေမဲ့စောင်းလာတဲ့အချိန်မှာကျွန်တော်တို့ရဲ့အတုံးလေးတွေကနှစ်ခုပြေးပြီးတော့ပူသွားတဲ့ပုံစံလေးပေါ့နော်အဲအဲ့လိုဒီပြန်ပြီးထပ်ပြီးတော့လုပ်မယ်โอเคလုပ်မယ်ဆိုတော့ကျွန်တော်တို့ဒီဟာကိုပဲအဲကျွန်တော်တို့ဒီကောင်းကိုပဲကျွန်တော်တို့ကလုပ်ခဲ့တဲ့ away လုပ်ခဲ့တဲ့ modifier ထဲမှာပေါ့နော်โอเคဒီမှာ modifier ထဲမှာ modifier ထဲမှာကျွန်တော်တို့က okay ဒါတော့သူဘယ်လောက်ကအဲစနစ်ပေါ့နော်โอเคဒီစနစ်လောက်မှာ keyframe စနစ်လောက်မှာဒီတော်တော်လေးစောင်းသွားပါเนาะโอเคအဲ့အခြေကိုနည်းနည်းလေး show ပါတယ်ပေါ့နော် show ပါဆိုတော့ဒီကျွန်တော်15လောက်ကယူလိုက်ရအောင်เนาะโอเค15လောက်ကစပြီးတော့ယူမယ်ဆိုတော့ဒီမှာကျွန်တော်တို့ခုနကဒီ offset ပေါ့နော်โอเคဒီ offset မှာအဲဒီမှာကျွန်တော်တို့ ကင်ဖိန်တခုမှတ်လိုက်ပါဘောနော်โอเคကျွန်တော်မှတ်လိုက်မှာဆိုဒီကဝင်သွားပြီဝင်ပြီးတော့ကျွန်တော်တို့โอเคအဲဒီလောက်မှာကျွန်တော်တို့နည်းလေးဒီလိုမျိုးလေးပေါ့နော်စုသွားရပေါ့နော်โอเคအဲအဲ့ဆိုရင်ကျွန်တော်ဝင်သွားပြီအဲ့ဆိုရင်ကျွန်တော်ပြန် play ကြည့်လိုက်မယ်အဲအဲ့ဆိုရင်โอเคအဲဒါဆိုရင်အဆင်ပြေသွားပြီပေါ့နော် โอเคပြီးရင်ဒီနားလောက်မှာကျွန်တော်တို့ကအစပြီးတော့ဟိုဘက်ကိုပြန်ဆောင်းမယ်ပေါ့နော်အဲ့တော့ဒီဟာကိုကျွန်တော်ဟို copy ဆွဲလိုက်မယ်ဒီကောင်လေး control c control v ပေါ့နော်โอเคအဲပြီးတော့မှာကျွန်တော်ဒီဘက်ကိုဒါပြန်ပြီးဆောင်းတော့မှာပေါ့နော်โอเคအဲ့တော့ဒီဘက်ကိုပြန်ပြီးကျွန်တော်ဆောင်းမှာပေါ့နော်ဆောင်းမှာဆိုတော့ကွန်က share ဟာကိုပဲပြန်ပြီး copy ဆွဲလိုက် control c control v ပေါ့နော် okay အဲအဲ့တော့ဒီဘက်ကိုပြန်ပြီးတော့ okay သွားတဲ့အချိန်ကျရင်ဒီကောင်ကပြန်ပြီးတော့ဒီဘက်ကိုပြန်စုမှာပေါ့နော် okay အဲ့တော့โอเคโอเคဒီဘက်ကိုတော့ဒါတခုချင်းစီတော့ဒီအဝေးကို apply လုပ်ပြီးတော့တခုချင်းစီပြန်ပြီးတော့လှုပ်ချင်တော့ဒါက ်ဒီလိုမျိုးလေးပြန်ပြီးလုပ်လို့ရမှာပေါ့နော်ကိုကဒီဘက်ကိုပြန်ဆုချင်နေဆိုရင်တို့ကအဲဘယ်လိုပြောဒီကောင်ကိုဒီကောင်ကဒီ तू तू ကသူ့ရဲ့ဒီဘဝစင်တာဒီမှာပေါ့နော်ဒီနောက်ဆုံးအတုံးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကအဲဒီမှာဒီဘက်ကိုဆုလိုက်တာ ਨੇ ဒီဘက်ပို့ပြီးတော့ဝေးသွားပေါ့နော်အဲသူ့ဒီဘက်ကိုပြန်ပြီးတော့ဒီလိုပြန်ဆုมาရအောင်ဆိုတော့ပြောင်းပြန်ပြန်ဖြစ်အဲ့တော့သူ့နှစ်ကိုအတိုင်းလေးဒီတိုင်းလေးပဲကျွန်တော်တို့ထားလိုက် โอเคอ่าဒါဆိုလေတော်တော်လေးစင်ပြေးပါဘောเนาะကိုယ်တိုင်း animation လေးလည်းလုပ်လို့ရပါပြီโอเคอ่าဒါဆိုရင်ဒီ basic မှာဆိုရင် lesson 10ခုအနေနဲ့ဒါအားလုံးကိုကျွန်တော် share လုပ်ပေးတာဘောเนาะအဲ့ဒီမှာစပြီးတော့ install လုပ်တာအစအခုနောက်ဆုံး animation အထိပေါ့နော်အားလုံးအတွက်ဒါ အဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်တယ်။ဟာဒါဆိုရင်တော်တော်လေးမိုက်သွားပြီပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ကူလောက်ထားတဲ့အရာလေးကိုကျွန်တော်တို့ render လင်းဒါထပ်ပြီးတော့ထုတ်ကြည့်မှာပေါ့နော်။ Okay အဲ့တော့ကျွန်တော်ကတော့ setting တွေချိန်ခဲ့တယ်ပေါ့နော် setting တွေချိန်ခဲ့တဲ့အချိန်မှာကျွန်တော်ဒီမှာဒါဆိုရင် output ပေါ့နော် output မှာကျွန်တော်ကတော့ name ပေးခဲ့တယ် အနိုင်ပေးခဲ့တဲ့အရာကိုပြန်ပြီးတော့အဲပြန်ပေးရမှာပေါ့နော်။ဘာလို့လဲဆိုတော့ name တူပါလေဆိုရင်ကျွန်တော်ရှေ့ကဆေးခဲ့တဲ့အရာပျောက်သွားပြီးတော့နောက်ဟာအဲ့ဒီ name အတိုင်းဝင်သွားမှာပေါ့နော်။အဲ့တော့သူ့ကို name အသက်သက်သက်ပေးရမှာပေါ့နော်။အဲ့တော့ဒီကောင် BB အဲဗီဒီယိုလို့ပဲပြလိုက်မှာပေါ့နော်။ဟောဗီဒီယိုအဲကျွန်တော်စလုံးနေပြောင်းပြန်နေရိုက်ဗီဒီယိုပေါ့နော်။โอเคအဲ့တော့ဒီထက်မှာပဲဆေးလိုက်မယ်။ အဆက်ပေါ့နော်အဲ့ဆိုရင်နေရအဲ့ဒီနေအတိုင်းဝင်သွားပြီโอเคပြီးရင် media drive ဆိုတော့ video ပေါ့နော်ပြီးရင်ပြီးရင်ဆိုတော့ဒီမှာ encoding okay encoding မှာကျတော့ mp4 ပေါ့နော် mpeg4 ပြီးရင်အဲဒါကတော့ဒီကောင်ပဲပေါ့နော် h.264 ပေါ့နော်ဒီကောင်ပဲဒီကောင်နဲ့ပဲပေါ့နော်ပြီးရင် medium quality โอเคဒါဆိုရင်ရပြီပေါ့နော်အဲ့ဒါအောင်မှကျွန်တော်တို့ကဒီမှာအတန်လေးနဲ့ထပ်ပြီးတော့ လုတ်တယ်ဆိုရင်ကျွန်တော်တို့အောက်ဘက်မှာဒီမှာ audio တွေပေါ့နော်ကျွန်တော်တို့ဒီမှာ mp3 လားဘာလားဒီမှာထပ်ရွေးလို့ရသေးရပေါ့နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကျွန်တော်ရှေ့မှာပြောခဲ့သူဒီကောင်အကုန်လုံးအကုန်လုံးလုတ်လို့ရတဲ့အတွက် video editing တွေအစပေါ့နော်လုတ်လို့ရတဲ့အတွက်ဒီမှာ output မှာကျတော့အကုန်လုံးဒီမှာရွေးလို့ရပေါ့နော် okay အဲ့တော့ကျွန်တော်ဒီဟာကျတော့အတန်မပါဘူးပေါ့နော်အဲ့တော့ no audio ပေါ့အဲ့ဆိုရင်ဒါကကျွန်တော်တို့ output ထုတ်မဲ့အာပေါ့နော်အဲ့တော့ဒီ line တွေပဲ frame rate က24ပဲပြီးရင်ကျွန်တော်တို့ဘယ်ကနေပဲရှိ လဲဆိုရင် frame 0ကနေ60ပေါ့နော်โอเคအဲ့ဆိုရင်ဒါဒီမှာလဲကျွန်တော်မှားလို့တော့မရပါဘူးเนาะကျွန်တော်ဒီမှာမှားလို့မရဒီမှာဆိုရင်ကျွန်တော်ဒါ background နောက်ကနောက်ခံ background ပါအအစပေါ့နော်ကျွန်တော်တို့ပါတဲ့အတွက်အဲ့ဒါကိုမှကျွန်တော်တို့နောက်ခံ background အပြောက်တွေနဲ့ထုတ်ချင်တဲ့အခါမျိုးတွေဆိုရင်လည်းရှိတယ်ပေါ့နော်အမှထပ်ပြီးတော့ရွေးရတာမျိုးရှိတယ်ဒီမှာဆိုရင် quick animation ပေါ့နော်အဲ့လိုမျိုး background အပြောက်တွေနဲ့ရွေးမယ်ဆိုရင် โอเคပြီးရင်ဒီမှာ quick time ပေါ့နော်အဲ့လိုမျိုးထပ်ရွေးရတာမျိုးလည်းရှိတယ်ပေါ့နော်ဒါကတော့နောက်အလင်းတင်ရင်တင်တယ်လို့နော်ထပ်ပြီးတော့ share ရင်ထပ်လုပ်ပြီးပါဘူးအဲကိုယ့်အကူလည်းထပ်ပြီးဒါရလိလလို့လည်းရတယ်ပေါ့နော်โอเคဒါဆိုရင်တော့ဒါက output အနေနဲ့ဒါဆုံးသွားပြီပေါ့နော်โอเคအဲ့တော့ဒါပေမဲ့ဒီမှာ 4K အနေနဲ့ဖြစ်တာပေါ့နော်ဒီမှာဒီမှာဆိုရင် 4K အနေနဲ့ဖြစ်အဲ့ဒါဟို 4K ဆိုရင်နည်းနည်းလေးတော့ကြာမှာပေါ့ဘာဖြစ်လို့ resolution များဟဲ့များတယ်လို့ ပြီးရင်ကျွန်တော်တို့သုံးထားတဲ့တခြားလေးများရင်များတယ်နည်းနည်းတော့ကြာတယ်အဲအဲ့တော့ဒီမှာ 4G နဲ့သွားထုတ်ကြဆိုတော့ကျွန်တော်တို့ကနည်းနည်းလေးကြာပြီးတော့အဲ့လိုမျိုးဆက်ကိုဆက်ကမနိုင်ရမျိုးရလဲဖြစ်ကောင်းဖြစ်လိမ့်ဖြစ်နိုင်1080ဆိုရင်လည်းအဆင်ပြေပါတော့โอเคဒါဆိုကျွန်တော်ဒီမှာတော့ frame 60ပဲဆိုတော့ကိစ္စတော့မရှိဘူး 4G နဲ့ပဲကျွန်တော်ထုတ်လိုက်မယ်โอเคပြီးရင် EV ပဲပါတော့ပြီးရင် ray tracing ပေးထားလိုက်မယ်ဘာဖြစ်လို့ဆိုတော့ ray tracing ပေးလိုက်တယ်ဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ဒီ object ကမှောင်မှောင်ဖြစ်ပြီးတော့ quality တိတ်မကောင်းဘူးเนาะအဲတော့ဒီမှာပြန်ပေးလိုက် Okay ဒါဆိုရင်ဒါစုံသွားပြီပေါ့เนาะတော်တော်ကြီးစုံသွားပြီအဲတော့ကျွန်တော်ရဲ့ output ကဘယ်လိုရှိမလဲပေါ့เนาะအဲတော့ဒါကိုပြန်ပြီးတော့သွားပြီးတော့အဲဒီအနေထားအတိုင်းအဲကျွန်တော် preview preview ပေါ့เนาะ preview အနေနဲ့ပြန်သွားကြည့်လိုက် Okay ပြန်ဒီတစ်ချက်ကြည့်ကြည့်လိုက်မယ်ကြည့်ကြည့်လို့ okay ကျွန်တော်လှုပ်ထားတဲ့ဟာအဆင်ပြေတယ်ဆိုရင်တော့ဒါကကျွန်တော်တို့ render animation အနေနဲ့ဒါထုတ်ရှားလိုက်လို့ okay သွားပြီပေါ့နော် okay ကျွန်တော်ခုနရှင်းမှာပြောခဲ့သလို 4K ဆိုတော့နည်းနည်းတော့ကြာလို့ okay အဲဒါဆိုရင် okay ဒါဆိုရင်အဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်ဆိုတော့ကျွန်တော်ဒီဟာကို ဒီမှာ save လိုက်လေရပါတော့ဒီဟာကို image အနေနဲ့ save လိုက်လေရတယ်တော့အဲ့ဒါကိုကျွန်တော် render ထုတ်လိုက်ပါတော့ render animation okay အဲအဲ့ဆိုရင်ဒါကကျွန်တော် render ထုတ်နေပါတော့ထုတ်နေပြီဆိုတော့ဒါ sound ပါတော့အဲ့ဒါဆိုရင်ဗာကျွန်တော်တို့ခုန find location ရွေးထားတဲ့အတိုင်းအဲ့ဒါမှာဒါပြီးကြတယ်အဲ့ဒီမှာသွားပြီးတော့ကြည့်လို့ရပါတော့ကျွန်တော်တို့လောက်ထား animation ပုံစံနေ okay ဒါဆိုရင်တော့ကျွန်တော်ရဲ့ဒီ planner basic cost lesson စေဘူးကြည့်ပြီးတော့အလုံးလိုက်လုပ်ပြီးတော့ဒီ plan နဲ့ပတ်သက်တဲ့အခြေခံ knowledge တွေအလုံးရကြမယ်လို့မျှော်လင့်ဒီကြောင်မှထပ်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel မှာထပ်ပြီးတော့ဝင်ကြည့်လို့လည်းရတယ်အခြားဒီအရရပြီဆိုရင်ကျွန်တော်ရဲ့ဒီမကြီးသေးပုံစံလေးပေါ့နော်အဲ့ဒီရက် planner basic သင်ခန်းစာကိုလည်းထပ်ပြီးတော့လေ့လာလို့လည်းရတယ်ပေါ့နော်နောက်ပြီးတော့ကိုကထပ်ပြီးတော့ animation ပိုင်းတွေထပ်ပြီးတော့ လေ့လာကျင်တယ် regain မှာရထလေ့လာကျင်တယ်ဆိုလဲကျွန်တော်ရဲ့ YouTube channel မှာเนาะတင်ပြထားပါတယ်โอเคအားလုံးပဲနောက်ပြီးတွေမှာထပ်တွေ့ကြပါ Bye bye